အမေရိကန်နိုင်ငံမှာတည်ဆုံခဲ့တဲ့မြန်မာနိုင်ငံသားချင်းလူမျိုးတူဦးဟာဓာတ်ပုံနဲ့ရှောက်တဲ့တခြင်းကိုဖွင့်ကာစူညံမှုပြုလုပ်တာကြောင့်ဓာတ်ထိုးခံရကတည်ဆုံခဲ့ရတယ်လို့ဖြန့်ဝေမှုတွေရှိနေပါတယ်။မိုင်းဝေ channel ကနေဇွန်9ရက်မှာ မြန်မာနိုင်ငံကထွက်ပြေးပြီးအမေရိကန်နိုင်ငံမှာခိုကက်နေနေတဲ့ချင်းနီပိန်ကောင်ကရက်ွက်အတွင်းဒေါဖနက်ရှောက်တန်တချင်စတိုက်ဖွင့်တဲ့အတွက်စူညံမှုတံကိုမခံနိုင်တဲ့အမေရိကန်နိုင်ငံသားကအဆိုပါချင်းနီပိန်ကိုဓာတ်နဲ့ထိုးပြီးတပ်ဖြတ်လို့ရေးသားပြီးပုံစံပုံနဲ့ဖြန့်ဝေထားပါတယ်။ဒီသတင်းကိုဖတ်ရှုသူ3400ကျော်ရှိနေပြီဖြစ်ပြီး Telegram Channel နဲ့ Group 73ခုမှလည်းပြန့်နှံ့နေတာပါ။မြစီမာကဒီကြောင်းရံနဲ့ပတ်သက်ပြီးချက်လက်စစ်ဆေးခဲ့ပါတယ်။တရိမဖြန့်ဝေထားတဲ့ပုံတွေနဲ့ပုံတွေရဲ့စိမိကိုရှာဖွေတဲ့ Google Image Search ကနေတစင်ရှာဖွေတဲ့အခါမှာ ချင်းပြည်ခြေဆိုင်သတင်းတွေဖြန့်ဝေနေတဲ့ဇလန်သတင်းဌာနရဲ့ Facebook စာမျက်နှာကနေဇွန်လ9ရက်နေ့ကသတင်းဖော်ပြထားပါတယ်။ American ပြည်ထောင်စု Texas ပြည်နယ် Houston မြို့ကဓာတ်ဆီဆိုင်တစ်ဆိုင်မှာအသက်18နှစ်အရွယ်အမျိုးသားတဦးနဲ့အခြားသူတဦးကဝိုင်းဝန်းထိုးနှက်ရိုက်ချက်ကြောင့်တည်ဆုံးခဲ့ရတာဖြစ်တယ်လို့យေတာဖော်ပြပါတယ်။တပ်ဖြတ်သူတို့တန်တရားရှိသူကိုလည်းဖမ်းဆီးထားပြီးမာတီနက်စာတစုံတဦးကပလင်းနဲ့ပြပောက်ခဲ့လို့အထင်လွဲမှားခဲ့ပြီးတိတ်ဆုံးသူကိုရဲမြင့်အောင်ကိုရိုင်းနှက်ခဲ့တယ်လို့သိရပါတယ်ဆိုတဲ့အကြောင်းရင်းလည်းပေါ်ဝင်ပါတယ် ဒီအကြောင်းကိုချင်းပါတာစကားနဲ့ The Chinland Post ကနေလည်းသတင်းဖော်ပြထားပါသေးတယ်။ American ခြေဆိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ ABC သတင်း News သတင်း website ကနေလည်းသတင်းဖော်ပြထားပြီးဖော်ပြချက်တွေအရရိုင်းနှက်သူတွေဟာသူတို့ကိုတစုံတဦးကဘီယာပရင်းနဲ့ပြပောက်ခဲ့တာကြောင်းလိုင်လံရှာဖွေရာကနေလူမှားပြီးချင်းမျိုးသားလူငယ်တဦးကိုရိုင်းနှက်ခဲ့တာဖြစ်တယ်လို့သတင်းဖော်ပြပါရတယ်။ဒီအကြောင်းကိုပဲ American ခြေဆိုင် The Mirror US ကနေလည်းသတင်းဖော်ပြထားပါသေးတယ်။ ဒီအချက်တွေကိုကြည့်ရင်ဒီချင်းလူငယ်ဟာလူမားပြီးရိုက်ခိုင်ရတာဖြစ်ပါတယ်စစ်ကောင်စီ lobby channel မှာဖြန့်ဝေနေတယ်လို့ဒါဖွင့်နေလျှောက်တဲ့သချင်းကိုစူညံအောင်ဖွင့်လို့မဟုတ်ပါဘူးဒါအမှန်တကယ်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ကိုအခြေတည်ပြီးအချက်လက်များရဲ့ထက်တွင်းကຫນွေဦးတော်လိုင်းလှုပ်ရှားသူတွေကိုပုံဖြတ်လှောင်ပြောင်းတယောထားတဲ့သတင်းတူပဲဖြစ်ပါတယ်မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တဲ့င်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ် ပေးဖို့မယ်ဆိုရင် t.ly/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင်အကြောင်းအရာကို link နဲ့တကွာပေးဖို့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်ရည်ထိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာ member ဝင်ပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။